မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်အမေရိကန်ကသွင်းကုန်အခွန်တိုးကောက်မှုမဖြစ်သင့်ပေဥရောပနယ်ပြည်ထိုင်တို့ကယူကရိန်းကိုထောက်ပံ့ခြင်းဖြင့်ရုရှားကိုစစ်ပန်းအောင်လုပ်နေတယ်လို့အကြမ်းဖက်မင်းအောင်လိုင်းကဝေဖန်ပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပြည်ရင်းမှာဆစ်ရှုံးနေတော့လေကမ္ဘာအရေးကိစ္စရပ်တည်မှာပါမင်းအောင်လိုင်းကဝေဖန်ပြောဆိုလာတယ်လို့သိရပါတယ်အမေရိကန်ပြည်ထောင်စုကသွင်းကုန်များပေါ်အခွန်တိုးကောက်လိုက်မှုမှာမဖြစ်သင့်မကောက်သင့်ကြောင်းအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကဝေဖန်လိုက်ပါတယ်အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းကမေလာရှိရနေ့ ့ရုရှားနိုင်ငံမော်စကိုမြို့မှာ RT သတင်းဌာနနဲ့တွေ့ဆုံစဉ်၎င်းကအထက်ပါတိုင်းနိုင်ငံတကာရင်းရကိစ္စရပ်များကိုဝေဖန်ပြောဆိုလာတာပေါ့အမေရိကန်နဲ့မြန်မာနိုင်ငံတို့အကြားမှာကုန်သွယ်ရေးမှာကြီးမားစွာမရှိတော့လဲအမေရိကန်ကအသွင်းကုန်တွေပေါ်အခွန်တိုးကောက်မှုမှာမဖြစ်တဲ့ကြောင်းမင်းအောင်လိုင်ကပြောဆိုပါတယ်ကျွန်တော်တို့နဲ့အမေရိကန်နဲ့ကကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့တိတ်တော့ကြီးကြီးမားမားမရှိဘူး2021ခုနှစ်ကနေပြီးတော့2025ခုနှစ်အထိကျွန်တော်တို့ဒေါ်လာတန်း900လောက်ကိုပဲကုန်သွယ်မှုရှိတယ် တစ်နှစ်ကိုဒေါ်လာတန်800ကျော်ကျော်လောက်ကုန်သွယ်မှုရှိရလို့ပြောရပါလိမ့်မယ်။တချို့နှစ်တွေမှာလည်းကျွန်တော်တို့ဘက်ကပို့တာတွေများပြီးတော့တချို့နှစ်တွေမှာလည်းအမေရိကန်ကပို့တာတွေများတယ်။သူတို့အခွန်ကောက်တာတော့ကျွန်တော်တို့တနိုင်ငံနဲ့မဟုတ်ဘူး။တခြားသူတို့ရဲ့မိတ်ဆွေနိုင်ငံတွေကိုလည်းတချို့လည်းကောက်တာတွေရှိတယ်။တရုတ်နိုင်ငံအပေါ်လည်းတော်တော်လေးကောက်တာတွေရှိတယ်။အဲ့ဒီတော့ကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့အခွန်တိုးကောက်တာတော့မလုပ်သင့်ဘူးလို့ကျွန်တော်ယူဆပါတယ်။ဒီလိုမျိုးသူတို့ဘက်ကတော့ကုန်သွယ်ရေးလူငွေပြဖို့တခြားနိုင်ငံတွေအပါအဝင်ပေါ့လေအခွန်တွေတိုးကောက်တယ်လို့သိရတယ်။အမှန်တကယ်ကတော့မကောက်သင့်ဘူး ုလို့ကျွန်တော်ယူဆပါတယ်။ဘာကြောင့်ကောက်လဲကြတော့ကျွန်တော်တို့လည်းအသေးစိတ်ပြန်ပြီးတော့စဉ်းစားဖို့လိုတာပေါ့လို့မင်းအောင်လိုင်းကပြောပါတယ်။ဒါအပြင်ကမ္ဘာကြီးရာကိစ္စရဲ့ဖြစ်ယူကရိန်းနဲ့ရုရှားစစ်ပွဲမှာလည်းဥရောပသမ္မတကနဲ့ဖြစ်တဲ့တို့ကယူကရိန်းကိုကူညီထောက်ပံ့မှုတွေလှုံ့ဆော်နေကြအောင်အဲ့ဒီကူညီမှုတွေကရုရှားကိုစစ်ပန်းအောင်လုပ်နေခြင်းဖြစ်ကြောင်းစစ်ဆိုတာမဖြစ်စေဖို့ညှိနှိုင်းဖြည့်ရှင်းခြင်းသာအကောင်းဆုံးဖြစ်ကြောင်းမင်းအောင်လိုင်းကဆိုပါတယ်။စစ်ဆိုတာကတော့မဖြစ်တာအကောင်းဆုံးပဲပဋိပက္ခဆိုတာလည်းကောင်းကောင်းမွန်မွန်ပြန်လည်ရှင်းတန်းနေတဲ့နီးလန်းနဲ့သွားတာညှိနှိုင်းဖြည့်ရှင်းတဲ့နီးလန်းနဲ့သွားတာအကောင်းဆုံးပဲပဋိပက္ခတွေကြီး ီးလာတယ်ဆိုတာကလည်းအပိထောက်ခံမှုတွေများလို့ဖြစ်လာတာအပိထောက်ခံမှုမရှိလို့ရှိရင်ပฏิပက္ခဆိုတာကကြီးလာစရာမရှိဘူးတချို့ကနှစ်နိုင်ငံဖြစ်တဲ့ပြဿနာရှိမယ်ပฏิပက္ခကအဲ့ဒီမှာသူ့ကိုဝိုင်းအပိကြတယ်ထောက်ခံပေးကြတယ်ကူညီပံ့ပိုးပေးကြတယ်ဆက်လက်နဲ့ပစ္စည်းတွေငွေကြေးတွေစားနပ်ရိက္ခာတွေစသဖြင့်ကူညီပေးတာပေါ့ဒီလိုပဲလုံလာကြတာအဲ့ဒီတော့ဒါရီကပฏิပက္ခပို့ပြီးတော့ကြီးမားလာတဲ့ဟာတွေဖြစ်လာတယ်ဒါမျိုးမဖြစ်ဖို့ဆိုရင်အပိကူညီတာမျိုးမလုပ်တာကအကောင်းဆုံးပဲ ဒါရီဆိုရင်နိုင်ငံကြီးရဖြည့်ရှင်ပေါ်ဒီလိုတော့သွားရမှာပေါ့ဆော့ဆော့ကခမားမိတယ် EU ကနေပြီးတော့ပဏိပခနဲ့ပတ်သက်ပြီးတော့ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီးဆိုတော့သူတို့ရည်ရွယ်ချက်ကဘာလဲပေါ့သူတို့ရည်ရွယ်ချက်ကဘာလဲပဏိပခရှိကြအောင်ဖြစ်ပြီးတော့မှစစ်ပန်းအောင်လုံးလုပ်တာဒါကလည်းစဉ်းစားရမယ်တစ်ချက်ပဲတကယ်လည်းတော့ပဏိပခမဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်တာကတော့အကောင်းဆုံးနည်းလမ်းမှာပဲကျွန်တော်ကတော့အားပေးထောက်ပံ့မှုမလုပ်တင်ဘူးလို့ယူဆပါတယ်ညီနိုင်ပေါ့ဘာကြောင့်ဖြစ်တာလဲပြဿနာဘာကြောင့်ဖြစ်တာလဲပြဿနာဖြစ်လာတဲ့အကြောင်းရင်းကိုကျွန်တော်တို့ပြန်ရှာရမှာပေါ့တမိုင်းမှာရှိခဲ့တဲ့လွန်ခဲ့တဲ့ဆယ်စု နှစ်တစ်ခုနှစ်ခုအတွင်းမှာဖြစ်ခဲ့တဲ့အခြေအနေကိုကြည့်လိုက်လို့ရှိရင်ဘာကြောင့်ယူကရိန်းနဲ့ရုရှားပြည်ထနာဖြစ်တာလဲဆိုတာအဖြေရှိပါတယ်ဒါကိုအဖြေမှန်တိုင်းကြည့်ပြီးတော့မှဆောင်ရွက်မယ်ဆိုရင်ဒီပြည်ထနာကိုဖြေရှင်းနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်လို့မင်းအောင်လိုင်ကပြောဆိုပါတယ်ပြည်တွင်းမှာနိုင်ငံရဲ့နေရာအများစုကိုလက်လွတ်ဆုံးရှုံးနေရတော့လဲမင်းအောင်လိုင်ကအာဆီယံနဲ့နေတိုကိစ္စရဲ့များကဘာကြီးမှာမာတီပိုလာစနစ်နဲ့ပဋိပက္ခမဖြစ်အောင်တွားသင့်ကြောင်းစတဲ့နိုင်ငံတကာရှေးရာကိစ္စရဲ့များမှာပါ၎င်း၏အမြင်တွေကိုထည့်သွင်းပြောဆိုလာတာဖြစ်ပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့ကြောက်စဲနီမှာနောက်ဆက်တွဲ ွင်ငလင်ထပ်လုပ်ပြီးမန္တလေးနယ်မြို့ကြီးတွေမှာငလင်လုတ်ခုတံကိုခန်းစားတယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းကြောက်စင်မြို့နီနာမှာမက်ကနီကျု9.2အဆင့်ရှိတဲ့ငလင်းတစ်ခုမေလ18ရက်နေ့ည10:25မိနစ်ကလှုပ်ခတ်ခဲ့တယ်လို့အမေရိကန်ဘူမိဗေဒလိလာရေးဌာန USGS ကသတင်းထုတ်ပြန်ပါတယ်ဒီငလင်းလှုပ်ခတ်မှုနဲ့ပတ်သက်ပြီးမန္တလေးတိုင်းကြောက်စင်မြို့အနောက်တောင်ဘက်21ကီလိုမီတာကွာမြေအောက်အနက်10ကီလိုမီတာကိုပဟိုပြုပြီးမက်ကနီကျု9.2အဆင့်ရှိတဲ့ငလင်းလို့အမေရိကန်ဘူမိဗေဒလိလာရေးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်မန္တလေးစကိုင်းကြောက်စင်စားတဲ့မြို့နေမှာဒီငလင်းလှုပ်ခတ်မှုတံကိုတိတိတသားခန့်စားခဲ့ ဲ့ကြတယ်လို့ဒေသခံတွေကပြောပါတယ်မလာ28ရက်နေ့ကလင်ကြီးနောက်ပိုင်းနောက်ဆက်တွဲငလင်ပေါင်း950ကျော်လုတ်ခတ်ခဲ့ပြီးအင်အားမက်ဂနီကျူ၄အထက်ငလင်100ခန်းနဲ့မက်ဂနီကျူ5အထက်ငလင်16ကျင်းလုတ်ခတ်ခဲ့ပြီးဖြစ်တယ်လို့လေးလာသုံးသက်သူတွေရဲ့မှတ်တမ်းမှာဖော်ပြထားပါတယ်။ဂျပန်နိုင်ငံမှာ2011ခုနှစ်မလာ17ရက်နေ့ကလုတ်ခတ်ခဲ့တဲ့မက်ဂနီကျူ6အဆင့်ရှိတဲ့ 3မှ7ဂျပန်အရှိပိုင်းငလင်ကြီးလောက်ခတ်ခဲ့တော့ကလည်း2024ခုနှစ်ဧပြီလ29ရက်နေ့တီမဂနီကျူး9ထက်ရှိတဲ့နောက်ဆက်တွဲငလင်အချင်းစုစုပေါင်း900ကျော်လောက်ခတ်ခဲ့ပါတယ်မဂနီကျူး9ထက်ရှိတဲ့ငလင်ပေါင်း6ချိန်မဂနီကျူး6ထက်ရှိတဲ့ငလင်ပေါင်း9ချိန်နဲ့မဂနီကျူး9ထက်ရှိတဲ့ငလင်ပေါင်း969ချိန်လောက်ခတ်ခဲ့တယ်လို့ဂျပန်မိုးလီဝသသတင်းထုတ်ပြန်ကြေညာသိရပါတယ်မြန်မာနိုင်ငံအနေနဲ့လည်းမဂနီကျူး9ထက်ရှိတဲ့နောက်ဆက်တွဲငလင်တွေထပ်မံလောက်ခတ်နိုင်တဲ့အတွက်မခိုင်ခန့်တော့တဲ့အဆောက်အအုံဒီမှာနေထိုင်ဖို့မသင့်ဘူးလို့ငလင် ပညာရှင်တွေကတတိပေးထားပါတယ် ဆက်လက်ပြီးအာဆီယံနိုင်ငံများကြားကွဲပြားခြားနားမှုရှိတော်လဲအခြေခံမှုအပေါ်မှာလှုပ်ဆောင်ဖို့အရေးကြီးတယ်လို့အပေကံစစ်ကောင်းဆောင်ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံနိုင်ငံများချင်းချင်းကြားမှာကွဲပြားခြားနားမှုတွေရှိတော်လဲရှိနေပြီးအခြေခံချက်တွေပေါ်မူတည်ပြီးလှုပ်ဆောင်နိုင်ဖို့အရေးကြီးတယ်လို့အာနာသိမ့်ပြီးအပေကံထားတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောပါရယ်။ပြီးခဲ့တဲ့မေလရှိရနေ့ကရှင်ပြည်နီပွဲတက်ဖို့ရုရှားနိုင်ငံကိုရောက်ရှိနေစဉ်ရုရှားသတင်းဌာန RT နဲ့တွေ့ဆုံမိမြန်မှုအတွင်း၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာပါ။စစ်ကောင်စီနေနဲ့အာဆီယံ ံဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အတွက်အာဆီယံပြည်ညင်တိုင်းပူးပေါင်းဆောင်ရွက်မှုအလုံးစုံကိုအပြည့်အဝလုပ်နေတယ်လို့အာနာသိန်းခေါင်းဆောင်ကပြောပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံအနေနဲ့မှန်ကန်တဲ့ပေါ့သူရဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေလှုပ်ဖို့အတွက်ကိုကျွန်တော်တို့ကစိတ်ဆန္ဒလေးရှိတယ်လုံလဲလုံနေပါတယ်အာဆီယံဘက်ကလည်းအာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံနေတနိုင်ငံချင်းစီရဲ့သဘောထားတွေတော့တချို့ဟာတွေကွဲပြားခြားနားမှုတွေရှိပါတယ် ဒါပေမဲ့လည်းသူ့ရဲ့အခြေခံချက်လက်တွေရှိပြီးသားပဲဒီအခြေခံချက်တွေမူတည်ပြီးတော့လုံနိုင်ဖို့အရေးကြီးတယ်လို့ကျွန်တော်ပြောချင်တယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်လက်တွေ့မှာတော့အာနာသိပြီး2021ခုနှစ်အတွင်းစစ်ကောင်ဆောင်နဲ့အာဆီယံဖွဲ့ဝင်နိုင်ငံကောင်ဆောင်များတွေ့ဆုံပြီးရင်နောက်ချမှတ်ခဲ့တဲ့ပုံသဘောတူငါရဲ့ကိုမလုံဆောင်တဲ့အတွက်စစ်ကောင်စီအပြင်အာဆီယံတို့ကမြန်မာလူထုနဲ့နိုင်ငံတကာရဲ့ဝေဖန်မှုတွေခံနေရတယ်လို့သိရပါတယ်ဒါနဲ့ပတ်သက်ပြီးမှတ်ချက်ပေးရမယ်ဆိုရင်အာဆီယံကအနောက်နဲ့ဥရောပနိုင်ငံတွေရဲ့ဖိအားရှိနေတယ်ဆိုတော့သူတို့ကကန်ထားတဲ့စကားစကိုတည်ရဝင် အတိမတ်မပြုရဘူးတချို့နိုင်ငံတွေကလည်းအကျိုးအမြတ်ရှိမယ်ဆိုရင်ပြုကျင်တဲ့သဘောရှိတာတွေ့ရတယ်တချို့လည်းမရှိဘူးထော့ပေါ်ကန့်ကွက်ကြောင်းပြောတာမျိုးတွေလည်းတွေ့ရတယ်စကားစားဘက်ကတော့မူပေါင်း၅ချက်တောင်းလိုက်မလုပ်ပဲနဲ့အခြေခံမူတွေတိုင်လိုက်လုပ်နေတယ်ဆိုတာကအပြောပဲရှိတာပေါ့လို့အာဆီယံနဲ့နိုင်ငံကြီးလေးလာတောင်းတတ်သူတအုပ်ကပြောပါတယ် လက်တလောစင်ကောင်စီအနေနဲ့နိုင်ငံတကာနဲ့အာဆီယံဘက်ဝင်နိုင်ငံများ၏အတိမတ်ပြုမှုရရှိဖို့ယခုနှစ်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပဖို့အပူတပြင်းကြိုးပမ်းနေပြီးအဲ့ဒီမှာတစင်းစင်ကောင်စီရဲ့အကြံဖတ်မှုတွေကိုဖျောက်ဖျက်ဖို့ကြိုးပမ်းနေတယ်လို့နိုင်ငံ၏လေလာသုံးသပ်သူတွေကဆိုပါတယ်အရက်သားမျက်နှာနဲ့အရက်သားတွေကိုကာလိုက်တဲ့သဘောမျိုးဖြစ်သွားတာကြောင့်စကားစရွေးကောက်ပွဲကိုအာဆီယံနိုင်ငံတွေလည်းထောက်ခံသွားတာပုံများတယ်အဓိကကတော့တရုတ်ပေါ်လို့နောက်ထပ်နိုင်ငံ၏လေလာသုံးသပ်သူတအုပ်ကပြောပါတယ်အဲ့ဒီနောက်စင်ကောင်စီအနေနဲ့2024ခုနှစ်မှာ2029ခုနှစ် နှစ်အထိအာဆီယံရုရှားဆက်ဆံရေးအတွက်ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ယူထားကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပါရယ်အရင်တုန်းကကျွန်တော်တို့ကတရုတ်နဲ့အရင်ကာလတုန်းကကျွန်တော်တို့လုပ်ခဲ့ပါရယ်တရုတ်လည်းအအောင်မြင်မြင်ကျွန်တော်တို့လုပ်ပြီးခဲ့တယ်အခုတချို့ဆိုရင်လည်းရုရှားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့က ညှိနှိုင်းခဲ့တဲ့နိုင်ငံတစ်ခုအနေနဲ့တာဝန်ယူထားတာပေါ့ကျွန်တော်တို့ရဲ့မိတ်ဆွေနိုင်ငံတစ်ခုဖြစ်တဲ့အတွက်ကြောင့်လည်းရုရှားနဲ့အာဆီယံနိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးပိုကောင်းအောင်လုပ်ပြီးကျွန်တော်တို့လည်းဆန္ဒရှိပါတယ်ရုရှားကအာဆီယံအတွက်တော့အရေးပါတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့၎င်းကဆိုပါတယ်မြန်မာငွေလင်လောက်ခတ်မှုနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်ကရုရှားပါဝင်နိုင်ငံ26ခုကအကူအညီပေးခဲ့တဲ့အတွက်အားရစရာကောင်းပြီးပြန်လည်ထူထောင်ရေးအတွက်ယခုတက်အကူအညီများပို့မှုလိုအပ်နေစေဖြစ်ကြောင်းပြောပါတယ်ဒါအပြင်ရုရှားမြန်မာနိုင်ငံနေနဲ့စည်ရေးကဏ္ဍတင်မကပဲနျူကလ িয়ার ဒါအပြင်ဆက်ယုံတိဆောက်ရေး တဝယ်ရင်းနဲ့စိတ်ကန်းတိဆောင်ရီကန်းတော်ရှင်နဲ့တန်းငွေလုပ်ငန်းတွေအတွက်ရင်းနှီးမြှုပ်နှံရီတို့မှာဆွေးနွေးထားနိုင်တဲ့ကဲ့သို့သဘောတူညီချက်ရရှိရလို့လဲဆိုပါတယ်တဖန်အမေရိကန်ပြည်ထောင်စုကမြန်မာပုဂ္ဂိုလ်များပေါ်အခွန်44ရာခိုင်နှုန်းတိုးကောက်ခြင်းနဲ့တရုတ်ပါဝင် တချို့နိုင်ငံတွေပေါ်အခွန်နှုန်းတားတွေကိုတိုးမြင့်ကောက်ခံခြင်းတို့ကမလုံတင်ကြောင်းလဲစစ်ကောင်ဆောင်ကပြောပါတယ် မြန်မာအမေရိကန်နိုင်ငံသားကုန်သွယ်မှုက2021ခုနှစ်မှ2025ခုနှစ်အထိအမေရိကန်ဒေါ်လာတန်900ကပ်ပမာဏရှိပြီးအစားထိုးကုန်သွယ်ဘက်နိုင်ငံရှာဖွေတဲ့နီးလန်းကိုအသုံးပြုရမယ်လို့၎င်းကပြောပါရယ်ရုရှားသတင်းဌာနနဲ့တွေ့ဆုံမှုတွင်အလေးလေးအကွက်ကွက်ဆစ်ရှုံးနေတဲ့အာနာသိန်းစစ်ကောင်းဆောင်ကိုဆိုဗီယက်ပြည်ထောင်စုခေတ် အမေရိကန်တရုတ်စီကမ္ဘာနိုင်ငံရေးစီးပွားရေးလို့နဲ့ပတ်သက်ပြီးသုံးသပ်ပြောဆိုစီတဲ့မိကွန်များမေးမြန်းထားတာကိုတွေ့ရပါတယ်။စစ်ကောင်းဆောင်ကလည်းရုရှားကိုချီးမွမ်းကန်ဖွင့်ပြောကြားမှုတွေလုပ်ခဲ့ပြီးကမ္ဘာပေါ်မှာရုရှားတရုတ်နဲ့အိန္ဒိယနိုင်ငံတို့ကမျက်မျက်တက်တာလှုပ်ဆောင်ပေးကြတော့လဲအမေရိကန်ပြည်ထောင်စုကလွှမ်းမိုးချုပ်ကန်ဖို့ကြိုးပမ်းနေကြောင်းစစ်ကောင်းဆောင်ကပြောပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်က၅ချိန်မြောက်ရုရှားခီးစဉ်အဖြစ်မေလ9ရက်နေ့ကကျင်းပခဲ့တဲ့ရုရှားရဲ့ဒုတိယကမ္ဘာစစ်ရဲဆိုင်မှုရှင်ပြင်းနီချီတက်ပွဲကိုတွားတက်ခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။